ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီနေ့သတင်းတွေထဲမှာတော့ကြောက်ကြီးမြို့နယ်ထဲကကျွန်းကြီးရွာမှာလှုပ်တဲ့မင်္ဂလာဆောင်လေချောင်းကလည်းဘုံကျေတက်ခတ်ခံရတာကြောင့်သူတို့သမီးတေဆုံသွားပါတယ်စစ်ကောင်းဆောင်နဲ့ NDAA မိုင်းလာကောင်းဆောင်တို့တွေ့ဆုံတဲ့အချိန်ဘာရီပြောလိုက်ကြပါတည်းကိုကန်တက်မရော MNDAA က CDM ဆရာဆရာမတွေကိုအလုတ်ခေါ်နေတဲ့သတင်းနဲ့မော်တော်တိုက်မိတဲ့ပင်လယ်လေကြီးကို CT scan ဘယ်လိုမျိုးဖတ်ကြမှာလဲဆိုတဲ့အကြောင်းလေးကိုနားဆင်ရဖို့ရှိနေပါတယ် ခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ပဲခူးတိုင်းအရှိချမ်း၆ကြီးမြို့နယ်တဲကကျွန်းကြီးရွာမှာလှုပ်တဲ့မင်္ဂလာဆောင်လေးရတော့မင်္ဂလာမရှိတော့ပဲအမင်္ဂလာ ဖြစ်သွားခဲ့ရပါတယ်မင်္ဂလာပွဲကသတို့သမီးလေးနဲ့အတူ ပွဲကိုလာကြတဲ့ကလေးတွေအပါအဝင်ဒီအရက်သားပြည်သူ10ယောက်တေဆုံးခဲ့ပါတယ်အယောက်20လောက်ကလည်းဒဏ်ရာတွေပြင်းပြင်းထန်ထန်ရခဲ့ကြပါတယ်မေလ25ရက်နေ့မနေ့တုန်းကဒီမနေ့ကမနက်ပိုင်းမှာပေါ့နော်စစ်တပ်ကကျွန်းကြီးရွာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အခုလိုမျိုးထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာပါကျွန်းကြီးရွာကတော့ကရင်မြို့သားအစည်းအုံ KNU ရဲ့အုပ်ချုပ်မှုအောက်ကရွာလေးဖြစ်ပါတယ်။ဒါပေမဲ့ဒီမင်္ဂလာပွဲလေးကတော့အယတ္တာမင်္ဂလာဆောင်ပွဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အခုလို့သတို့သမီးလေးကိုစုံရှုံခဲ့ရတဲ့သတို့သားလေးနဲ့မိသားစုဝင်တွေအတွက်ရောဒီမင်္ဂလာပွဲကိုလာကြတဲ့မိတ်ဆွေတွေအတွက်ပါထပ်တူဝမ်းနည်းရပါတယ်။စိတ်ဓာတ်ရာတွေလည်းအမြန်ဆုံးပျောက်ကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မိုင်းလာမှာတခြားလက်နက်ကန်အဖွဲ့တွေလက်ခံထားတာမျိုးမရှိဘူးလို့ NDAA မိုင်းလာအဖွဲ့ကပြောပါတယ်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာကသူတို့ရဲ့ဒေသထဲမှာဘယ်တော်လှန်ရေးအဖွဲ့စည်းဘယ်လက်နက်ကန်အဖွဲ့ကိုမှလက်ခံထားတာမျိုးမရှိဘူးလို့ပြောလိုက်တာပါ NDAA မိုင်းလာခေါင်းဆောင်တွေနဲ့ဒီစစ်ကောင်စီရဲ့ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမှာရှိတဲ့ တရိကန်ဒေတာတိုင်းစစ်ဌာနချုပ်ရွှေတရိကန်ရိတ်တာမှာတွေ့တဲ့အချိန်ခုလိုမျိုးပြောလိုက်တာ ဖြစ်ပါတယ်စစ်ကောင်းဆောင်နဲ့မိုင်းလာကောင်းဆောင်တို့ဟာမေလ25ရက်နေ့မနေ့တုန်းကတွေ့ခဲ့ပြီးသူတို့တွေတွေ့တဲ့အချိန်မှာ NDAA ရဲ့ဒုဥက္ကဋ္ဌဦးစံပေကပြောဆိုလိုက်တာလို့စစ်ကောင်းစီပိုင်းသတင်းစာတွေမှာထုတ်ပြန်လာပါတယ်ဒီလိုမျိုးပြောလိုက်တာနဲ့ပတ်သက်ပြီးတော့ online စာမျက်နှာပေါ်မှာတော့ဝေဖန်မှုတွေမြင့်တက်နေပါတယ် NDAA မိုင်းလာအဖွဲ့ကဒီမိုင်းလာစီလူနံပါတ် န်းစားတဲ့ခရိုင်သုံးခုနဲ့အုတ်ချုပ်ရည်ရန်နေရာတွေကိုလဲပတ်နေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ CDM ចောင်းဆရာဆရာမတွေအတွက်အလုရှောက်နိုင်တဲ့သတင်းမှာကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့အထူးဒေတာတက်မှာအခြေခံပညာသင်ကျောင်းတွေထပ်တိုးပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက် CDM ចောင်းဆရာဆရာမတွေကိုအလုရှောက်ကြဖို့ခေါ်ယူလိုက်ပါတယ်။မေလ25ရက်နေ့ကထုတ်ပြန်ပြီးတော့ပညာရေးဝန်ထမ်းတွေကိုခေါ်ယူနေတာပဲဖြစ်ပါတယ်။ အထူးဒေတာတက်မှာပြီးခဲ့တဲ့ပညာသင်နှစ်ဖြစ်တဲ့2024-25မှာအခြေခံပညာသင်ကျောင်း22ကျောင်းဖွင့်ခဲ့ပြီးအခု2025-26ပညာသင်နှစ်မှာလည်းကျောင်းတွေထပ်တိုးပြီးတော့ဖွင့်ဖို့လုပ်နေတာလို့ဆိုပါတယ်။ဒါကြောင့် CDM လုပ်ထားတဲ့ဆရာဆရာမတွေနောက်ပြီးတော့တက္ကသိုလ်တစ်ခုခုကနေဘွဲ့ရထားတဲ့သူတွေနဲ့ CDM တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ရှောက်ချင်တဲ့သူတွေအတွက် ပထမလင့်လေးကတော့ခက်လို့တလုံးချင်းစီပြောပြပေးပါမယ်။စိတ်ဝင်စားတဲ့ဆရာဆရာမတွေအနေနဲ့နောက်ပြန်ရစ်ပြီးကြည့်လို့ရပါတယ်။ပြီးတော့လည်းဘောမန်နဲ့စာရွက်ကလေးယူပြီးတော့လိုက်ပြီးတော့ရေးမှတ်ပေးပါနော်။ရှေ့ကတော့ www. နောက်ပြီးတော့ဒီအနောက်မှာဆိုလို့ရှိရင်ဒီ surveyhat.com ပေါ့နော် surveyhat.com ကို ကျွန်မစာလုံးပေါင်းပေးပါမယ်။ s u r v e y h e a r t . c o m ဆိုတော့နှလုံးသားစစ်တမ်းပေါ့နော်နောက်တစ်လုံးကတော့ form ပါအဲနောက်ကနံပါတ်ကတော့တော်တော်လေးရှည်တယ်ဆိုတော့ကျွန်မအဲ့ဒါလည်းတီချာလေးဖတ်ပေးပါမယ်အဲ့ဒီ form အတွက်နံပါတ်တွေကတော့681 f 04 f 3 f 061 e 226 e f 143 c F4 ဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ပြောပါမယ်681 F04 F3 F061 E226 EF143 CF4 ဖြစ်ပါတယ် ဒီသတင်းကိုတော့ကျမတို့ရဲ့ဒီ NMG account ပေါ့နော် page မှာလည်းတင်ထားတာဖြစ်တဲ့အတွက် Network Media Group ရဲ့သတင်းဌာနရဲ့ page မှာ ပြန်ရှာပြီးတော့ကြည့်နိုင်ပါတယ်။ MNDAA ကဒီအထူးဒေသတစ်ထဲမှာအကြောင်းတွေထပ်တိုးချဲ့ပြီးတော့ဖွင့်ဖို့စီစဉ်နေပေမဲ့တခြားတော်လှန်ရေးနယ်မြေတွေထဲမှာတော့အကြောင်းတွေကိုခေတ္တပိတ်ထားဖို့စီစဉ်နေကြပါတယ်။ဂျာကာလာပညာရေးအကြောင်းအားလုံးကိုခေတ္တပိတ်ထားဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးဝန်ကြီးဌာနကမေလ25 15ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်လာတာပါစစ်ကောင်စီကစတင်ကြောင်းတွေဆေးရုံတွေစတဲ့လူစုလူဝေးရှိတဲ့နေရာတွေနဲ့ဒီအရတားနေရာတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်နေတာတွေကြောင့်ကျောင်းတွေအလုံးကိုပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ်ပညာသင်ကြားနေတဲ့ဒီအခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းတွေပြီးတော့ဒီအစင့်မြင့်ပညာရေးကျောင်းတွေနဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရေးကျောင်းတွေအလုံးကိုယာယီပိတ်ထားဖို့ညွှန်ကြား ားထားပါတယ်စစ်ကောင်စီကစာတင်ကျောင်းတွေဆေးရုံတွေကိုလေကျောင်းကနေနီလန်းမျိုးစုံတုံးပြီးတော့ဘုံကျဲတက်ခိုက်တာဆက်တနက်တွေနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တက်ခိုက်တာမျိုးနောက်ပြီးတော့ဒီတာဝေးပြစ်လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာမျိုးတွေလုပ်ပြီးတော့စစ်ရာဇဝမှုကိုနေတိုင်းကျူးလွန်နေတယ်လို့ NUG ကဆိုပါတယ်ကလေးတငယ်တွေဆရာဆရာမတွေနဲ့ပြည်သူတွေအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုဖြစ်စေရေးအတွက်အခုလိုမျိုးကြောင်းတွေပိတ်ထားဖို့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ် ်အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြသွားမှာပါ ရုရှားကိုအမေရိကန်ကကြီးမားတဲ့ပိတ်ဆို့မှုတွေလုပ်သွားတော့မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။သူနဲ့ကျွန်တော်ဆက်ဆံရေးကောင်းခဲ့တယ်။ဒါပေမဲ့အခုတခုခုဖြစ်သွားတယ်။သူလုံးဝယူသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားသမ္မတပူတင်ကိုရည်ညွှန်းပြီးတော့ပြောခဲ့ပါတယ်။အမေရိကန်ကဂျာဝင်စစ်စစ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြင်ဆင်နေတုန်းမှာပဲရုရှားကယူကရိန်းမြို့ကြီးတွေကိုအကြီးအကျယ်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြီးမှာဒီလိုမျိုးပြောလိုက်တာပါ မရပူတင်ကလူတွေအများကြီးကိုတတ်နေတာဖြစ်ပြီးသူ့ကိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေလုပ်သွားရမယ်လို့တမရထရမ့်ကသတင်းထောက်တွေကိုဆက်ပြောပါတယ်။တစ်ချိန်တည်းမှာပဲရုရှားကတော့သူတို့အနေနဲ့ယူကရိန်းရဲ့နေရာ၃ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ကြေညာပါတယ်။ အရှိပိုင်းစစ်မျက်နှာက do next မှာနေရာနှစ်ခုနဲ့ဒီမြောက်ပိုင်းစစ်မျက်နှာကဆူမီမှာတော့နေရာတစ်ခုကိုသိမ်းပိုက်ခဲ့တယ်လို့ကြေညာပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့အမေရိကန်ကပိတ်ဆို့အရေးယူမှုတွေထဲမှာရုရှားရဲ့ဘဏ်တွေနဲ့စွမ်းအင်ကဏ္ဍတွေပါဝင်မယ်လို့ပြောလိုက်ပါတယ်။ နောက်ထပ်တစ်ပုဒ်ကတော့ဆင့်ဝေတန်းလာတဲ့ဥရောပတိုက်ကြောင်းကိုပြောပြပါမယ်။ရုရှားကသူ့ရဲ့တပ်တွေကိုနေတိုးအဖွဲ့ဝင်ဖြစ်တဲ့ဖင်လန်နိုင်ငံရဲ့နယ်စပ်မှာတိုးချဲ့ချထားတာကိုဂျူရုတပ်ပုံတွေကပြသနေပါဗျ။ဒါကြောင့်ရုရှားဟာယူကရိန်းစစ်ရက်သွားခဲ့ရင်ဥရောပဘက်ကိုလှည့်လာတော့မယ်ဆိုတဲ့စိုးရိမ်မှုတွေက ပိုပြီးတော့ခိုင်းမာလာနေပါဗျ။ရုရှားဟာတပ်သားတစ်တွေကိုလည်းအကြီးအကျယ်စုဆောင်းနေပါဗျ။တစ်ဖက်မှာလက်နက်ထုတ်လုပ်မှုတွေတိုးမြင့်နေပြီးတော့ နော်ဝေးဖင်လန်နဲ့ဒီ Baltic ပင်လယ်ရိပတ်မှာအခြေခံအဆောက်အုံတွေကိုတိုးပြီးတော့လဲဆောက်လာနေပါတယ်။ဒါကြောင့်ဥရောပရဲ့အဓိကစစ်အင်အားဖြစ်တဲ့ဂျာမနီနိုင်ငံရဲ့စစ်ဦးစီးချုပ် Carsten Brueger ကဒီ2029ခုနှစ်အတွက်လက်နက်နဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေအပြည့်အဝတက်ဆင်ပြီးတော့ တိုက်စွမ်းရည်မြင့်တင်ထားဖို့ဂျာမနီစစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။ဂျာမနီရဲ့စစ်တပ်ကလုပ်နေတဲ့ဒီတိုးချဲ့ပြင်ဆင်မှုတွေထဲမှာဦးစားပေးအနေနဲ့ကလေကြောင်းကာကွယ်ရေးဖြစ်ပြီးတော့နောက်အေရီးယားတစ်ခုကတော့တာဝေးပစ်ဒုံးတွေ ဖြစ်ပါတယ်။ရန်သူရဲ့ရှေ့တန်းစစ်မျက်နှာအနောက်ဘက်မိုင်300လောက်အထိပြင်အားရှိမဲ့ပြစ်မှတ်ကိုတိတိကျကျပစ်လို့ရတဲ့ဒုံးကြီးတွေကိုတိုးချဲ့ဖို့ဖြစ်ပါတယ်။ နောက်ထပ် area တစ်ခုကတော့အာကာသစစ်မျက်နှာမှာတိုက်ခိုက်ရေးတိုးချဲ့ဖို့အတွက်ဖြစ်ပါတယ်ဥရောပရဲ့နေတိုးတပ်ဖွဲ့တွေကရုရှားဟာသူတို့ကို2029လောက်မှာကျူးကျော်ထိုးစစ်ဆင်လာနိုင်တယ်လို့တွက်ဆထားပြီးရှေ့ပြေးစမ်းသပ်မှုတွေကိုတော့ဒီထက်စောစောလုပ်လိမ့်မယ်လို့ခန့်မှန်းထားကြပါတယ် နောက်ဆုံးတစ်ပုတ်ကတော့ Pinny White ဆိုတဲ့ဒီပင်လယ်လေးကလေးအကြောင်းကိုပြောပြချင်ပါတယ်။လေးကလေးဆိုပေမဲ့သူကအလေးချိန်အဖြစ်302ပေါင် ကီလိုဆိုလို့ရှိရင်139ကီလိုရှိတဲ့လိမ္မာကြီးပါ။လောက head လေးအမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီပင်နေဝိုင်လိမ္မာကြီးကိုအမေရိကန်နိုင်ငံဖလော်ရီဒါအတ္တလန်တိတ်ကမ်းခြေတနေရာမှာမော်တော်ဘုတ်တစ်စီးကတိုက်မိသွားခဲ့တာပါထရန်ရသွားတဲ့လိမ္မာကြီးကို CT scan ဖြတ်ပိုင်းဓာတ်မှန်ရိုက်ဖို့လိုလာပါတယ်လက်တွေကိုကုတဲ့ဆေးရုံက CT scan ဆက်ကသေးနေတော့သူ့အတွက်လူတွေကိုရိုက်တဲ့ CT scan ဆက်နဲ့ရိုက်ဖို့စဉ်းစားကြပါတယ်ဒီလိုမျိုးစဉ်းစားနေပေမဲ့လူတွေကိုရိုက်တဲ့ဆက်ထဲအဲ့ဒီပင်လယ်လိပ်ကတိတ်ပြီးတော့ကြီးနေပါတယ်ဒါနဲ့ပဲပင်နေဝိုင်လိပ် site ကိုဒီ fan page မှာရှိတဲ့မြင်းတွေအတွက်ထားတဲ့ CT scan set C ကိုခေါ်လာကြပါတယ်။အဲ့ဒီမှာတော့ CT scan ရိုက်ဖို့အဆင်ပြေသွားပါတယ်။လိမ့်မကြီးကို CT scan ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ကိုယ်ထဲမှာလိမ့်ဥတွေရှိနေတာကို တွေ့ရပါတယ်။ဒီ penny white ဟာလောက head အမျိုးအစားဖြစ်ပြီးတော့မျိုးတုံးပြောက်ွယ်လူမျိုးစိတ်တွေထဲမှာပါဝင်နေပါတယ်။ဒါကြောင့် ီဥတွေကိုဥနိုင်အောင်သူ့ကိုအစေးအမြန်ကူပြီးတော့တဘာဝအတိုင်းအမြန်ဆုံးပြန်ပို့ဖို့အတွက်စူးစမ်းနေကြပါရဲ့ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။